ဂျပန်တွင်ရှိသောကြောင်တော်တော်ပွဲတော်များဂျပန်နိုင်ငံကခီးသွွားလုပ်ငန်းတိုးတက်ပြီးတော့နိုင်ငံနဲ့ခီးသွွားတွေတော်တော်များများကိုဆွဲဆောင်ထားတဲ့နိုင်ငံမှာနိုင်ငံရဲ့တဘာဝအလှတွေနဲ့တောတောင်ရင်မြေရှုခင်းတွေကြောင့်တနိုင်ငံလုံးမှာလေဆရာပတ်ဆရာတွေကတော်တော်လေးကိုများပါတယ်အဲ့ဒါတွေမကဘဲနဲ့ဂျပန်လူမျိုးတွေကပွဲတော်တွေကိုလည်းတော်တော်လေးလုပ်ကြပါတယ် မြန်မာနိုင်ငံမှာလူပဲပွဲစည်းတွေနဲ့ပွဲတော်တွေမှာပဲစားလို့ရတဲ့မုတ်တွေနဲ့စီကားတဲ့ပွဲတော်တွေကိုလာတိုင်းကြီးပေါက်ကျင်းပကြပါတယ်။အဲဒါကြောင့်လည်းနိုင်ငံခြားသားခရီးသွားတွေကအမြဲပါဝင်ပြီးတော့ဆင်နွှဲလေးရှိကြပါတယ်။အဲ့ဒီထဲမှာမှဒီနေ့မှာတော့ကျွန်တော်ကဂျပန်ကပွဲတော်တွေထဲကကြောင်တောင်နိုင်တဲ့ပွဲတော်တွေကိုပြောပြချင်ပါတယ်ခင်ဗျ။နံပါတ်1မှုပွဲတော်မှုပွဲတော်ဆိုလို့တကယ်တော့မှုကြီးတော့မဟုတ်ပေမဲ့အမှန်တကယ်တော့ဟိုဟာကြီးပါ။ကျွန်တော်ကတိုင်းမပြောချင်လို့မှုပွဲတော်လို့ပြောပြပါမယ်။ ဒီမူဘွဲတော်လေးကိုတိုချိုခရိုင်ခါဝါဆာကီမြို့နယ်မှာနှစ်စဉ်နှစ်တိုင်းဧပြီလတိုင်းမှာကျင်းပပါလေဂျပန်လိုဆိုရင်တော့ဒီမူဘွဲတော်ကိုခါနာမာရာမာဆူရီလို့ခေါ်ပါတယ်ဘလို့ကျင်းပလဲဆိုရင်တော့ဟိုဟာတွေကိုစင်ပေါ်ကနေထမ်းပြီးတော့ခါနာမာရာဆိုလို့ခေါ်တဲ့နတ်ကျောင်းနာမှာလှည့်နေတာပါအဲ့ဒီဘွဲတော်ကျင်းပရင်ကားလမ်းတစ်ခုလုံးကိုပိတ်ထားပြီးတော့လူတွေကအဲ့ဒီဟာကြီးကိုထမ်းပြီးတော့လှည့်နေတာပါအဲ့ဒီဘွဲတော်နာမှာလည်းပွဲစည်းတွေလည်းရှိပြီးတော့ဗိုက်ဆိုင်စားဖို့တေးစာလေးတွေလည်းရှိပါတယ်တေးစာလေးတွေကလည်းခုပုံလေးတွေပဲဖြစ်ပြီးတော့တခြားလုံးလို့ချွတ်ချွတ်လေးလို့ပြောကြပါတယ်ပြီးရင်ဘွဲတော်အမတ်တရာ အနေနဲ့ဝိဖူဟိုလိုပုံစံအုတ်ထုတ်တင်တဲ့အင်ဂျီလေးတွေကိုပါအမှတ်တရဝယ်လို့ရပါတယ်ဒီဘွဲကိုကျွန်တော်ကိုယ်တိုင်မရောက်ဘူးပဲအရှိကနေတော့ဖျက်ချောက်ပူပါလေအဲ့ဒီတုန်းကကျွန်တော်ကရုတ်တရက်အရာကြီးကိုကြည့်ပြီးတော့ခဲတံကြီးလိုထင်ခဲ့မိပါလေအဲ့ဒီမှာဂျပန်တွေကစာပေတော်တော်လေးကိုချစ်ပါလားဆိုပြီးတော့ကျွန်တော်ကထင်ခဲ့ပါလေဒါပေမဲ့ပေးစာကြည့်မှဟိုဟာကြီးဖြစ်နေတာပါဒီဘွဲတော်လေးကိုဘာကြောင့်လုပ်လဲဆိုရင်တော့ရည်ရွယ်ချက်လေးရှိပါလေတကယ်တော့ဒီဘွဲတော်လေးက1969ခုနှစ်တွေကခါနာမယဖျားเจ้าရှိမှာစလုပ်ခဲ့တာပါ ွဲတော်ရဲ့ရည်ရချက်လေးကတော့ရှိပါလေတကယ်တော့အဲ့ဒီခန္ဓာမယဖရားเจ้าမှာရှိတဲ့နတ်ကိုကိုးဝယ်တာပါအဲ့ဒီလိုလုပ်ရင်သူတို့ဟာကလေးမွေးတဲ့အရေးအတွက်ကိုတိုးတက်ပြီးတော့ကလေးမွေးဖွားရလွယ်တာရဲ့ပြီးတော့အခြေအေးမှာကံကောင်းတာရဲ့ပြီးတော့ကိုခန္ဓာလေးကျန်းမာရေးကောင်းစေတယ်လို့သူတို့ကယုံကြည်ကြပါလေ ဂျပန်တွေကအဲ့လိုကိစ္စတွေမှာတော့ပွပွင်လေးလေးရှိတတ်ကြပါတယ်။ပွင်လေးနဲ့ဆိုတာကလူကြီးမိကိုတူတူနေဖို့သူတို့ကအတင်းဆွဲခေါ်နေတာမျိုးကိုပြောတာမျိုးမဟုတ်ပါဘူး။သူတို့ကကိုရီထက်လည်းပို့ပြီးတော့ဆက်တက်ပါတယ်။ပြီးတော့စီကန်လည်းတော်တော်လေးကိုတင်းကျပ်ပြီးတော့လူကြီးမိကသူတို့နိုင်ငံသားတယောက်ကိုလိမ်မိုင်းဆိုင်ရာတစ်ခုခုသွားပြီးတော့ထိခိုက်ဆော်ကားတာမျိုးလုပ်လို့ရှိရင်တော့လူကြီးမိကပြစ်တဲ့အကြီးကျယ်ခံရမှာပါ။အဲ့ဒါကြောင့်စင်ချင်းစီချင်းပါလိမ့်ခင်ဗျ။အဲ့ပွဲတော်မှာရတဲ့အလူငွေတွေကိုတော့တက်ကြီးရွယ်ရွယ်တွေနဲ့ HIV ရောဂါဖြစ်နေတဲ့ဝေဒနာရှင်တွေကိုလူတန်းကြပါတယ်။အဲ့ဒါကြောင့်လူကြီးမိကလည်းလေးလပိုင်းရောက်ရင်တော့တူယူမှာရှိတဲ့ဒီပွဲတော်လေးကိုသွားလိမ်ဖို့အကြံပေးချင်ပါတယ်ခင်ဗျ။ Thank you. ဇပတ်နေ့ကိုခေါင်းကိုပြင်ရတဲ့ပွဲတော်ဒီပွဲတော်ကတော့မတည်ခင်မှာတည်ပူးတဲ့ခံစားမှုကိုသိအောင်လုပ်ရတဲ့ပွဲတော်ပဲဖြစ်ပါတယ်။တော်တော်လေးကိုဦးကြောင်ကြောင်နိုင်ပါတယ်။ဒါကြောင့်ကျွန်တော်ကကျောင်းတော်ပွဲတော်များလို့ပြောတာဖြစ်ပါတယ်။ဒီပွဲတော်ကိုဂျပန်လိုရှုခါဆုပွဲတော်လို့ခေါ်ပါတယ်။ပွဲတော်ကတော့ကျွန်တော်ပြောခဲ့သလိုပဲမတည်ခင်မှာတည်ပူးတဲ့ဆိုတဲ့အတွေ့အကြုံကိုရအောင်ပြုလုပ်တာပါ။ဟုတ်ပါတယ်။လူကြီးမင်းကအခေါင်းနဲ့ဝင်နေရမှာဖြစ်ပြီးတော့ဘေးမှာလည်းလူတွေကတကယ်နိုင်မှုတို့ကိုပဲဝိုင်းကြည့်နေပါပါ။ပြီးရင်မိတ်ကပ်တွေပါတွေနဲ့တကယ်ကိုတူအောင်ပြင်ပေးပါပါ။ပြီးရင်အခေါင်းအတွက်လည်းအခေါင်းကုမ္ပဏီတွေကသူတို့ကုမ္ပဏီတွေအတွက်ကြောင်းရပေးပါမို့လို့စပွန်ဆာလည်းပေးရမှာ မှာဖြစ်ပါတယ်ခင်ဗျာပြီးရင်လည်းတကယ်တေတာနဲ့တူအောင်လို့မသိခင်မှာလည်းတေတဲ့စာတစ်ခုရေးခဲ့ရမှာသေးတယ်ဒီပွဲတော်မှာလူကြီးတွေတွေမဟုတ်ဘဲနဲ့လူငယ်တွေကလည်းပါဝင်ကြပါတယ်ပွဲတော်လုံချင်းရဲ့ယူရချက်ကတော့လူတွေကတေသွားရင်ဘာမှမသိတော့တာမဟုတ်ဘူးမသိခင်မှာကိုတေရင်ဘယ်လိုမျိုးခံစားရလဲဆိုတာကိုသိချင်လို့ကျင်းပကြတယ်လို့ဆိုပါတယ်တော်တော်လေးကိုဥကြောက်ကြောက်နိုင်ပေမဲ့လည်းကျွန်တော်ကတော့အားလုံးဟာတနေ့တေရမှာမဟုတ်လို့ဒါတွေဟာရှောင်လဲလို့မရတဲ့ကတရားတစ်ခုလို့တော့ထင်မိပါတယ် ဲ့ဒါကြောင့်မို့လဲအသက်ရှိနေတော့မှာကိုကိုချစ်တဲ့သူတွေကိုပြန်ချစ်ဖို့ဝင်မလေးကြောင့်ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ခုပြောပြနေပွဲတော်လေးတွေမှာလူကြီးမရပွဲတော်လေးဆွေးနွေးသားပါလိမ့်မယ်ဟုတ်ကျွန်တော်နောက်လည်းဒီလိုမျိုးဂျပန်နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေတင်ဆက်ပေးပါမလို့ကျွန်တော် channel လေးကို like and follow လေးလုပ်ထားပေးဖို့အကြံပေးချင်ပါတယ်ဟုတ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲတက်တာ